ူစာနဲ့သူ့တငယ်ချင်း၃ယောက်ကမြမပြည်မြောက်ပိုင်းကလူသူအရောက်နေတဲ့တောင်တန်းတစ်ခုကိုတက်ဖို့စီစဉ်ခဲ့ကြတယ်။ဒေသခံတွေကဒီတောင်ကိုနတ်တောင်ကြီးလို့ခေါ်ပြီးညဘက်မှာတောင်ထိပ်ကမိခိုးမိတောက်တွေမြင်ရတဲ့ကြောင်းလမ်းပြောက်တဲ့ကြောင်းသတိပေးခဲ့ကြတယ်။ဒါပေမဲ့သူစာတို့ကဒါကိုရိုးရတန်းနာကြီးလို့ပဲထင်ခဲ့ကြတယ်။ခရီးစဉ်မှာဒေသခံလမ်းပြအဖြစ်ဦးကျော်စံဆိုတဲ့လူကြီးတယောက်ပါလာခဲ့တယ်။သူ့မျက်လုံးတွေကမှောက်နေပြီး စကားပြောရင်လေချောင်းလေးကအတန်တွေကတကိုင်းချောက်တွေလိုကြွေကြသလိုခံစားရတယ်တောင်ထိပ်မှာဘာမှမရှိဘူးဒါပေမဲ့လမ်းမတက်လို့တတိထားပါဘူးလို့သူကပြောခဲ့တယ်ပထမနေ့ညမှာတောင်ကြားလမ်းတစ်လျှောက်ခြေလင်းခီးနဲ့သွားနေစဉ်သူစားကသူ့ခြေချောင်းတွေကြားယွန်းစေးတွေကိုခံစားမိတယ်ဒါပေမဲ့ယွန်းစေးမဟုတ်ဘူးလူစပင်တွေလိုနတ်မောင်ပြီးချုံးငွေနေတယ်သူ့တငယ်ချင်းမိုးကဒီမာလူတွေအများကြီးပျောက်သွားဘူးတယ်ဆိုလို့ ရေရေမောမောပြောတော့ဥကြော်စံကလှဲ့ကြည့်ပြီးပျောက်သွားတာမဟုတ်ဘူး။သူတို့ကိုပြန်ခေါ်သွားတာလို့တီတီကြီးဖြေလိုက်တယ်။ဒုတိယနေ့မနက်ခင်းမှာမိုးကပျောက်သွားတယ်။သူတို့စခန်းချထားတဲ့နေရာမှာမိုးရဲ့ဖက်နှက်တွေစားစရာတွေကျန်နေခဲ့ပြီးမီးသွေးတွေနဲ့ဆက်ဝိုင်းပုံစံထင်းခွေရာတွေပက်လယ်မှာပေါ်လာတယ်။ဥကြော်စံကသူပြန်မလာတော့ဘူး။ ဒါပေမဲ့မင်းတို့လည်းသူ့လိုပဲလှုပ်ချင်ရင်ဆက်သွားပါလို့ရှင်းပြခဲ့တယ်။တောင်ထိပ်နီးလာတဲ့အခါညဘက်မှာတခြားအတန်တွေစကြလာတယ်။လူအော်တန်တွေငိုတန်တွေကတောင်ကြားထဲကနေပဲ့တင်ထက်နေတယ်လို့ခံစားရတယ်။ဦးကျော်စံကမီးထွန်းဖို့ခွင့်မပြုဘူးအလင်းရောင်ကသူတို့ကိုမြင်စေတဲ့ဒါပေမဲ့သူစားကတည့်တပြက်မောက်ခုံကနေဓမီဖွင့်လိုက်မိတယ်အဲ့ဒီအချိန်မှာ တောင်ဆောင်တလျှောက်လူပုံတရံအရေးတွေမြင်လိုက်ရတယ်သူတို့ကလှဲ့ပတ်ပြီးလူတွေလိုလမ်းလျှောက်နေကြတယ်ဒါပေမဲ့မျက်နှာတိုင်းမှာပါဇက်မရှိနဖူးကနေလေချောင်းအထိခြိုင်ခွက်ကြီးတွေပါနေတယ်ဥကြော်ဆန်းကသူစားလက်ကိုဆွဲပြီးပြေးပါသူတို့ကလိုချင်တာကအတက်လို့អော်လိုက်တယ်သူတို့ပြေးလွှာရင်တောင်ချေကိုဆင်းလာခဲ့ကြတယ်ဒါပေမဲ့သူစားနောက်မှာသူ့တငယ်ချင်းတွေရဲ့အတန်တွေကြားနေရတယ်ငါတို့ကို မင်းတို့ဘာဖြစ်သွားလဲဆိုတဲ့အတန်တွေလှဲ့ကြည့်တိုင်းဘသူမှမရှိဦးကျော်စံကသူ့ကို အတင်းဆွဲပြီးအတန်တွေကိုမယုံနဲ့သူတို့ကမင်းရဲ့အသက်ကိုလိုချင်တာလို့တတိပေးခဲ့တယ်။နောက်ဆုံးရွာကိုရောက်တဲ့အခါဦးကျော်စံကပျောက်သွားတယ်။ရွာသားတွေက သူ့ကိုဘသူမှမသိဘူးလို့ပြောကြတယ်။နတ်တောင်ကြီးကလှဲ့စားတတ်တယ်။သူကလမ်းပြမဟုတ်ဘူးလိုချင်တာရအောင်ဆွဲခေါ်တဲ့သူလို့ရွာသူကြီးကပြောပြတယ်။ ူစာပြန်ရောက်တဲ့အခါသူ့အိမ်မက်ထဲမှာအရေးတွေကငါတို့နဲ့အတူ နေကျင်သေးလားလို့မေးနေတယ်။သူ့ပခုံးပေါ်မှာရှင်စည်းနဲ့စပင်တွေကက်ကြံနေတာကိုသတိထားမိတဲ့အခါသူငိုချင်လာတဲ့ဒီဇလန်းလေးကလူသိမ့်မတိသေးတဲ့ခီးသွွားစရာတွေရဲ့ပြဝက်ချက်နဲ့ရှေးယူစာတွေကိုမိယူထားပါတယ်။စာဖတ်သူကိုခီးထွက်ခြင်းစိတ်နဲ့အတူကြောက်စိတ်တွေရောသွားစေမှာပါ။